ဲကျွန်တော်ဆက်လက်ပြီးတော့တပတ်တာကာလအတွင်းဗုဒ္ဓဘူးသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲဒါ17ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့18ရက်မေလ2025စနေနေ့ထိတပတ်တာကာလအတွင်းမှာဗုဒ္ဓဘူးသားသမီးမိတ်ဆွေများကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။ ဲ့တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကိုယ့်ကိုကူညီမဲ့သူထောက်ပံ့မဲ့သူဟဟလာပံ့ပိုးပေးမဲ့သူ ကိုယ့်အစမပြေတဲ့ကိုယ့်ရဲ့အခက်ခဲတွေကိုဟဟလာနားလည်မှုတွေနဲ့ကိုယ့်ကိုစင်နာတနာပြီးပေးမမဲ့သူကိုယ်လဲပြုတ်သွားရင်ပြန်ထူပေးမဲ့သူဆိုတာမျိုးတွေပေါ်တတ်တယ်။ဥပမာငွေကြေးရအစမပြေဘူးခက်ခဲပင်ပန်းနေတယ်။ဟဟလာစီးပွားရေးစာဝန်တွေအစမပြေဘူး အဲ့ဒီပုံမှာပံ့ပိုးမဲ့သူထောက်ပံ့မဲ့သူတွေရောက်လာတတ်တယ်ရှိလာတတ်တယ်မမျော်လင့်မဲ့ကုညီမဆတာကိုခံရတတ်တယ်အဲ့တော့တခုတော့ရှိတယ်ဒီဒီဘက်မှာဘယ်အရာမဆိုဗတ်မလိုက်ပဲမှန်မှန်ကန်ကန်မြက်မြက်တတ်တာရှိဖို့လိုတယ်အဲ့ဒါကိုဘက်ကအသာစီးပဲဆိုတာမျိုးမရအောင်အဲ့တော့ကိုဘက်ကနေပြီးတော့ကိုလောက်ကန်နေတဲ့ဟာလားအခြေအနေပေါ်မှာကိုကမြတ်တရလားဆိုတော့လိုပါတယ်ကိုမမြတ်တဘူးဆိုရင်တော့အဲကို့အတွက်ဆွမ်းနာလို့အခွင့်လန်းကောင်းနေကုညီပတ်မိုးမဲ့သူတွေဆိုတာလည်း ရှိနိုင်မယ်မဟုတ်ပါဘူးအဲ့တော့ကိုဟာဘယ်အရာမစုမြတ်မြတ်တတကိုလောက်ကင်နေတဲ့အပေါ်မှာရှိနေတယ်ဆိုလို့ရှိရင်တော့ကုညီမဲ့သူပံမိုးမဲ့သူထောက်ပံ့မှုတွေရှိတယ်လို့အဲကို့အတွက်အောင်မြင်မှုလမ်းအခွင့်တွေလည်းပေါ်လာမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကို့ကိုထောက်ပံ့ပေးကမ်းစွန့်ကြဲတာမျိုးတွေလည်းဒီတပတ်တာမှာကြုံနိုင်တယ်မမျော်လင့်မဲ့တဲ့ဟုတ်လားအဲငွေအုပ်လိုက်ဝင်တာเนาะငွေများများဆက်ဆက်ကြတာသို့မဟုတ်ရွှေငွေရတနာအ တမျိုးမဟုတ်တမျိုးရတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့သဘောမှရှိတယ်အဲ့တော့ဒီတော့မှကောင်းသောခီးလဲကြုံတတ်တယ်ပေါ့တိုင်းလိုင်းနဲ့ကိုယ့်ကိုကူညီပံ့ပိုးပေးသွားတာအဲ့ဒါကိုယ့်ရဲ့အရေးကိစ္စကိုအဲ့ဒါကူညီပံ့ပိုးအားဖြည့်တာမျိုးလေးတွေလဲကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကနာမကုံတရင်ကောင်းတွေရတာအဲ့ဒါကိုကိုအထက်လူကြီးတွေကကိုကိုကူညီတာစောင့်ရှောက်တာမျိုးတွေကြုံရတတ်တဲ့အဲ့တော့အကြီးအကဲတွေစီကနေလမ်းအခွင့်တောင်းဖို့ရာရှိတယ်ဆိုရင်အဲ့ဒါ ခွင့်လန်းအကူအညီတောင်းခြင်းဖြင့်အဆင်ပြေနိုင်မဲ့တပတ်တာ ဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာမှာဟာလာငွေကြေးအလုပ်ကအကျဉ်းစီတွေအောင်မြင်နိုင်တဲ့အလားအလာရှိတယ်အခုပဲလုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေနေလဲလဲတိတတာအတိုးတက်လာမဲ့အခြေအနေမျိုးတွေကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးကိုပံ့ပိုးတဲ့အတွက်ကိုယ်မှာပုံပြီးအားကောင်းလာတာမျိုးတွေကြုံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲအခြေအနေအိမ်တော်ရဲ့မေတ္တာရေးနဲ့ပတ်သက်ရင်တော့အဲနည်းနည်းလေးအဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တယ် နော်အဲသဘောထားကွဲလဲတာလေးတွေဖြစ်တတ်တဲ့သဘောမှာရှိတယ်အဲကျမ်းမာရေးအရာတော့ကျမ်းမာရေးကောင်းမွန်တဲ့တပတ်ဒါလို့ပြောလို့ရပါတယ်အဲကောင်းသောခီးတွေလည်းကြုံမယ်ပေါ့အကျိုးရှိတဲ့ခီးစဉ်မျိုးတွေဖြစ်လိမ့်မယ်အရေးကြီးတဲ့ခီးကိစ္စတွေစီမံဆောင်ရွက်ပြုလုပ်လို့ရတယ်ဒီဘက်တာမှာတော့ကိုယ့်ရဲ့အရေးကိစ္စမှာကိုကြံစီမျှော်လင့်တာလေးတွေလုပ်ရင်ကောင်းမကောင်းဆိုရင်ဒီဘက်မှာလုပ်သင့်ပါတယ်ကောင်းပါတယ်ဒီဘက်မှာ ဆိုင်ကနာရုံးမန်းတွေဖွင့်မယ်လုပ်ငန်းသစ်စတင်ထူထောင်မယ်အလုပ်သားရှောက်မယ်အင်တာဗျူးပြင်မယ်ဒီလိုကိစ္စတွေရည်ရထားရင်ကောင်းပါလေရဲရဲသာလုပ်ပါအစီအမင်းနိုင်တယ်ဒီတော့မှတခုပဲသတိထားမယ်ရှေ့မှာလည်းကျွန်တော်ပြောခဲ့သလိုကိုလှုပ်နေတဲ့လောက်ကန်ဆောင်ရွက်ပြောဆိုနေတဲ့အပေါ်မှာမြတ်မြတ်တတဗတ်မလိုက်ဖို့တရားသဖြင့်ဖြစ်ဖို့လိုပါတယ်မတရားသဖြင့်တွေဖြစ်နေတယ်ဆိုရင်တော့ကို့အတွက်ကံကောင်းမှုနေနေတာတာကံဆိုးရတဲ့အခြေအနေမျိုးနော်ဟုတ်လား အကြက်တဲ့အခက်ခဲအပူပင်တော့ကဆိုတာမျိုးတွေအလုံးနဲ့ရင်းဝင်လာနိုင်ပါတယ်အဲ့တော့မျှတဖို့မှန်ကန်မှုအလေးထားပါသတိထားပါเนาะအဲ့တော့ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့တော့၃ကဏ္ဍ၉ကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းတော့ခရမ်းရောက်ပါဘုဒ္ဓဘုရားသမီးမိတ်ဆွေများပါပါ